င်္ဂလာပါခင်ဗျ MPA သတင်းဌာနရဲ့ဒီကနေ့ဂျွန်လ2ရက်မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခေရဏန်ကတင်ဆက်ပေးပါမယ်။နောက်ဆုံးရထိတ်တန့်သတင်းတွေထဲကရှင်ပြည်နယ်ကြီးမုံကနိုင်ငံအနှံ့ကိုကူးစက်နိုင်တယ်လို့မိုဇလာပညာရှင်တွေသတိပေးတဲ့သတင်းနေမြေအငင်းပွားမှုဖြစ်နေကြတဲ့ SSPP SSA နဲ့ MNDA တို့ရဲ့တိုက်ပွဲတွေအကြောင်းမိတ်ချီလာမှာခေးတစ်တန်းရှင်တိမ်မောက်လို့လူ၁၈ဦးထိခိုက်သေဆုံးရတဲ့သတင်း အပြည့်အကလာထတ်တူပြီးပီရှင်စင့်ကူကိုတရက်တဲဘုံနှစ်ကြိမ်ကြေးချတိုက်ခိုက်လိုက်တဲ့စစ်ကောင်စီအသေးကွင်းနေတဲ့ဆိုပြီးမုံရမျိုးပေါ်မှာအရဝနဲ့ငွေတောင်းရမ်းနေတဲ့စစ်သားနှစ်ဦးပြစ်ခတ်ခံရပြီးတည်ဆုံတဲ့ဖြစ်စဉ်အငင်းပေါ်ကအစိမ်းရောင်ထရီဂန်ဒေတာကိစ္စ ICJ မှာဖြစ်ရှင်းကြဖို့ထိုင်းကိုကမ်ဘောဒီးယားစင်ခေါ်လိုက်တဲ့အကြောင်းအဲ့ဒီလို တနစ်တာအထူးအခြားဆုံးဖြစ်တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဒီနေ့အတွက်ပထမဦးဆုံးသတင်းကတော့ကရှင်ပြည်နယ်ရေကြီးမှုန့်နိုင်ငံအနှံ့ကိုကူးဆက်လာနိုင်တယ်လို့မိုဇလပညာရှင်တွေကသတိပေးပြောကြားလိုက်ပါတယ်။မေလနောက်ပိုင်းကစတင်ပြီးမြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာမိုးတိထွန်းစွာရွာသွန်းတာနဲ့မုန်တိုင်းအကျုံးအကျွံတိမ်တိုက်တွေကြောင့်အီယာဝတီမြစ်နဲ့ရှင်းလွင်းမြစ်အထက်ပိုင်းဒေသတွေမှာရေကြီးရေလျှံမှုတွေဖြစ်ပွားရတယ်လို့မိုးလွတ်သားပညာရှင်တို့ကပြောပါတယ်။ဒါကြောင့်မိုင်1300ကျော်ရှစ်လျားတဲ့အီယာဝတီမြစ်ကြောင်တစ်လျှောက်ကမြန်မာနိုင်ငံအလဲပိုင်းဒေသအပါအဝင် နိုင်ငံအနှံ့မှာရေကြီးရေရှမ်းမှုကိုသတိပြုဖို့လိုအပ်တယ်လို့မူလဝါဒပညာရှင်တွေကအတိပေးပြောဆိုလိုက်ပါတယ်။ဘုံမင်းဗေဒဆိုင်ရာသူတွေတဲ့ဥဆိုင်လိုက်ကလည်းမြစ်ကြီးနားမြို့မှာအီယာဝရီမြစ်ရဟာစိုးရင်ရင်မတ်အထက်ကျော်လွန်သွားပြီဖြစ်တဲ့အတွက်အဲ့ဒီမြို့နဲ့တောင်ဘက်မှာရှိတဲ့ရွာတွေအပြင်အီယာဝရီမြစ်ကြောင်တစ်လျှောက်မှာရှိတဲ့ကျေးရွာတွေနဲ့မြေနှိမ်ပိုင်းမှာနေထိုင်သူတွေအနေနဲ့ကုန်းမြေနေရာတွေကိုပြောင်းရွှေ့နေထိုင်ကြဖို့သတိပေးပြောကြားလိုက်ပါတယ်။တဖြည်းဖြည်းမြင့်တက်လာတဲ့အီယာဝရီမြစ်ရဟာ ီကနေ့ဂျွန်လာ၂ရက်မနက်ပိုင်းမှာမြစ်ကျင်နာမြို့ရဲ့စိုးရင်ရေမှတ်အထက်နှစ်လက်မခန့်ကြော်လွန်ရောက်ရှိလာပြီးမနက်ဖြန်ဂျွန်လာ၃ရက်နေ့မှာတပယ်ခွဲခန့်ဆက်လက် မြင့်တက်လာနိုင်တယ်လို့စစ်ကောင်စီမိုးစလာကခန့်မှန်းထားပါတယ်။ဒီလိုမြေရဲ့စက်တိုင်မြင့်တက်နေမှုကြောင့်မြစ်ကျင်နာမြို့နယ်အတွင်းမြေကန်အနီးနဲ့မြေနှိမ်ပိုင်းမှာနေထိုင်သူတွေအနေနဲ့ရေပဲလွတ်ရနေရာတွေကိုရှောင်ချားနေထိုင်ကြဖို့လဲဒီကနေ့မနက်ပိုင်းမှာသတိပေးချက်ထုတ်ပြန်ထားပါတယ် ။အီယရီမြေဟာမြစ်ကြီးနားဗမော်ရွှေကူကတာနဲ့တပိတ်ကျင်းမြို့တွေမှာရှစ်ပေကနေဆက်သုံးပေခန့်ပြီးတော့မန္တလေး၊စကိုင်း၊မြင်းမူ၊ပခုတ်ကိုညောင်ဦး၊၆မင်းဘူး၊မကွဲနဲ့အောင်လံမြို့တွေမှာဆက်လေပေကနေဆစ်ရှစ်ပေခန့်နဲ့ပြေစိတ်တာဟင်းတဒနဲ့ဇလွန်မြို့တွေမှာကိုးပေကနေဆစ်တပေခန့်လက်ရှိရင်မှတ်တွေအထက်မြင့်တက်လာနိုင်တယ်လို့ဆိုပါတယ်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့လာရှုမှာ SSPP SSA နဲ့ MNDA တို့တိုက်ပွဲပြန်ဖြစ်ရာကနေကုကန်တက်တာရှစ်ဦးတစ်ဆုံးခဲ့ရတဲ့တဲ့င်းကိုပြောပြချင်ပါတယ်။နေမြအငင်းပွားမှုကြောင့်စစ်ရေးတင်းမာနေတဲ့ရှမ်းနဲ့ကုကန်လန်နဂိုင်တပ်ဖွဲ့နှစ်ခုအကြားမနေ့ကဂျွန်လာတရက်နဲ့တရက်တင်းမာပဲတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့လို့တင်းရရှိပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့နယ်ဟန်နာကျေးရွာအုပ်စုအနီးနားလိုင်ရွာမှာရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တက်မတော် SSPP SSA ရဲ့စစ်ကြောင်းကိုကုကန်တက်ဖွဲ့ MNDA ရဲ့ အမှတ်611တက်မလက်အောက်ခံတက်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရလို့ SSPB SSA ကသတင်းထုတ်ပြန်လာပါတယ်။မွန်းလင်းတနအိခွဲလောက်ကဖြစ်ပေါ်ခဲ့တဲ့ပထမအကြိမ်တိုက်ပွဲဟာတနအိခွဲလောက်ကြာမြင့်ခဲ့ပြီးတော့ညနေ၄နာရီလောက်ကဟန်နာကျေးရွာမှာလဲကိုကန်တက်ရဲ့ထိုးစစ်ကြောင်တိုက်ပွဲဆက်ဖြစ်ခဲ့တယ်လို့ပြောပါတယ်။အဲ့နောက်ညနေ9နာရီလောက်မှာကိုကန်တက်တွေပြန်ဆုတ်သွားတဲ့အတွက်တိုက်ပွဲညင်သက်သွားခဲ့ရပေမဲ့တိုက်ပွဲထပ်မံဖြစ်ပေါ်မှာကိုဒေသခံတွေကစိုးရိမ်နေတယ်လို့သိရပါတယ် မနေ့ကတိုက်ပွဲရဲ့အကြောင်းနားလိုင်ဟန်နာဟိန်လွင့်ကောင်းကော်စတဲ့ကြေးရော်တွေကဒေသခံတွေဘဲလို့ရတိမ်းရှောင်နေရတယ်လို့လည်းသိရပါဗျ။မနေ့ကနှစ်ကြိမ်ဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲရဲ့အတွင်းကိုကန်တပ်ပကတပ်သား၈ဦးတစ်ဆုံခဲ့တဲ့အပြင်ဒဏ်ရာသူတွေလည်းရှိရလို့ဆိုထားပေမဲ့ SSPP SSA ဘက်ကထိခိုက်တစ်ဆုံမှုရှိမရှိဆိုတာကိုတော့ထုတ်ပြန်ချက်ထဲမတွေ့ရပါဘူး။ဒီတပ်ဖွဲ့နှစ်ခုဟာရှမ်းမြောက်မှာနေမြေအငင်းပွားနေရာအကြောင်းပြီးခဲ့တဲ့မေလဆန်ပိုင်းတုန်းက အဟိုအဆင့်ဆွေးနွေးပွဲတစ်ခုကိုဝါရက်မြို့တော်ဖြစ်တဲ့ပန်ဆန်းမြို့မှာပြုလုပ်ခဲ့ပေမဲ့သဘောတူညီချက်မရဘဲပြီးဆုံးခဲ့လို့သိရပါဗျာ။တာရီယာသတင်းတပုတ်ကတော့မိတ်တီလာမှာဖြစ်ခဲ့တဲ့ခေးသစ်တင်ရင် တိမ်မောက်မွန်းအတွင် လူ၁၉ဦးအထိ ထိခိုက်သေဆုံးစေခဲ့တဲ့အကြောင်းဖြစ်ပါတယ်။မန္တလေးအတိုင်းအတွင်းမှာရှိတဲ့မိတ်တီလာကြောက်ပတောင်ကားလန်မိုင်းတိုင်းဆက်လက်အနီးမှာဒီကနေ့ဂျွန်လ၂ရက်မနက်၃နာရီခွဲလောက်မှာအီလိုက်ခေးသစ်တင်ရင်တစီတိမ်မောက်မွန်းဖြစ်ပွားခဲ့လို့သတင်းရရှိပါတယ်။ မတော်တဆဖြစ်ပေါ်မှုအတွင်အသက်၅နှစ်ဝန်းကျင်ကလင်းငယ်တရားအပါဝင်6ယောက်တည်ဆုံးပြီး7ယောက်ဒဏ်ရာရရှိကာ2ယောက်ကတော့ဒဏ်ရာပြင်းထန်တယ်လို့ကိုကြီးကဆဲလှုပ်ဆောင်နေသူတွေစီကနေသိရပါတယ်။မိတီလာမြို့နယ်ဖလန်ချင်းရွာအနီးတိမ်မောက်ခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးမိသက်ဥစဉ်နဲ့မိတီလာမြို့အခြေဆိုင်ပြည်သားရလူငယ်လူမှုကွန်ရက်အတင်းကတာဝန်ရှိသူတွေအပြင်ဒေသခံတွေအနေနဲ့လည်းဘာကြောင့်တိမ်မောက်ရရလဲဆိုတာတိတိကျကျမသိကြရသေးပါဘူး။ ါနဲ့ပတ်သက်ပြီးမိတိလာမြို့ခံတူပြောတာကဘာကြောင့်မှောက်တာလဲဆိုတော့မသိရသေးဘူးမိုးရွာထားရလဲပါပဲထင်တယ်ကားဆရာရဲ့အားနည်းချက်လည်းရှိနိုင်ပါတယ်ပြီးတော့အဝေးပြေးကားတွေကိုကားကကတေရှာကွန်ထရိုးမလုပ်တာမျိုးကအခုထိအားနည်းနေတော့ပဲလို့ MPA ကိုပြောပါတယ်တစောင်းအနေထားနဲ့တိမ်မောက်နေတဲ့ကားအောက်မှာမြင်မကောင်းအောင်ပြိမိနေသူတွေနဲ့ပြိမိနေသူတွေရှိနေကြတာကြောင့်ခက်ခက်ခဲခဲထုတ်ယူကေဆေရမျိုးတွေရှိရလို့ပြည်သားရလူငယ်လူမှုကွန်ရက်အသင်းကပြောပါတယ် လက်တလောတည်ဆုံတဲ့ဒဏ်ရရှိသူတွေကိုမိထီလာပြည်သူစေယုံကိုပို့ဆောင်လိုက်တယ်လို့သိရပါတယ်။ဆက်လက်ပြီးစင်ကိုကိုစစ်ကောင်စီကတရက်တည်းဘုံနှစ်ကြိမ်ကြေချာတိုက်ခိုက်ခဲ့တဲ့အကြောင်းဖြစ်ပါတယ်။မန္တလေး PDF ထိန်းချုပ်ထားတဲ့မန္တလေးတိုင်းစင်ကိုမြို့နယ်ထဲကိုမနေ့ဂျွန်လတရက်နဲ့တရက်ထဲမှာတင်လေချောင်းကနေနှစ်ကြိမ်လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ဒါဟာဂျွန်လတရက်ကနေ30ရက်နေ့အထိအပြည့်ရသက်တမ်းတိုးတယ်လို့ကြေညာအပြီးနိုင်ပိုင်းအတွင်စစ်ကောင်စီရဲ့ ကတိရှုဖောင်းပုံဖြစ်ပါတယ်။မုံလင်းတနားရဲ့ဝင်းကျင်ကຫນွေယုံကျေးရွာကိုဂျက်ဖိုက်တာနဲ့ဘုံတလုံးကျေးရှားတိုက်ခိုက်မှုအတွင်အဆောက်အုံနှလုံးပြက်စီမှုရှိခဲ့ပေမဲ့လူထိခိုက်မှုမရှိဘူးလို့သိရပါတယ်။တပန်မုံလင်းတနားရဲ့ခွဲလောက်မှာတော့စင်ကူမြို့နယ်တောင်ရွာမှာရှိတဲ့ Lucky Salmon Hotel ကိုဂျက်ဖိုက်တာတစ်စင်းနဲ့ဘုံတလုံးထမ်းမှန်ကျေးရှားတိုက်ခိုက်ခဲ့လို့ပြောင်းလဲခံပါကဖားစီကနေသိရပါတယ်ဒုတိယအကြိမ်ဘုံကျဲခံရမှုမှာတော့အမျိုးသမီး၃ယောက်တန်ရရှိခဲ့ပြီး တယောက်ကတော့စိုးရင်ရတယ်လို့ပြင်ဦးလက်ခံပါကဖတတင်းနဲ့ပြန်ကြားရဲတာဝန်ခံက MPA ကိုပြောပါတယ်ဒီပုံကျတက်ခတ်မှုကြောင့်ဟိုတယ်ပင်မဆောင်တဲ့ဘေးမှာရှိတဲ့နားနေဆောင်တလုံးထိမှန်ပြက်စီခဲ့လို့ဆိုပါတယ်ဇင်ကူတမျိုးလုံးကိုပြီးခဲ့တဲ့ဇူလိုင်လ20ရက်နေ့ကပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတင်ပိုက်နိုင်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီကဘုံကျတိုက်ခိုက်မှုတွေအဆက်မပြတ်ပြုလုပ်နေကြတာပါပြည်တွင်းသတင်းတွေထဲနောက်ဆုံးသတင်းတပုတ်အနေနဲ့ အသေးကွဲတဲ့ဆိုပြီးမုံရမြို့ပေါ်မှာအရက်ဝတ်နဲ့နေ့စဉ်ငွေတောင်းတဲ့ဆက်သားနှုတ်ပြစ်ခတ်ခံရပြီးတစ်ဆုံရတဲ့တရင်ဖြစ်ပါတယ်။စကိုင်းတိုင်းမုံရမြို့ပေါ်မှာအသေးကွဲတာအပါဝင်အကြောင်းမျိုးမျိုးပြပြီးအရက်ဝတ်နဲ့ငွေတောင်းရတဲ့ဆက်သားနှုတ်ကိုအနီးကပြစ်ခတ်ခဲ့ရမှာပွေရှင်ပြီးတစ်ဆုံသွားတယ်လို့ The Fornes Army စီကတရင်ရရှိပါတယ်။မုံရမြို့အတကကြောင်တကြောင်ကနေပုံမှန်ထွက်လာပြီးဖျက်တမ်းသွားလာနေတဲ့ကားရီစီကနေနေ့စဉ်အာရမငွေတောင်းရနေကြတာဖြစ်တယ်လို့ အဲ့ဒီဒေတာကောက်ရဲ့တက်ဖွဲ့ဘက်ကဆိုပါတယ်မနေ့ကဂျွန်လတရက်မနေ့7နှစ်7မိနစ်ခန့်ကပြုတ်လုခဲ့တဲ့စစ်စင်အတွင်စစ်သားတွေရဲ့ဆန်ကယ်ကိုလည်း PDF ရေးဖော်တွေကယူဆောင်သွားတာကိုသူတို့ထုတ်ပြန်တဲ့ရုပ်သံမှတ်တမ်းတွေတွေ့မြင်ရပါတယ်ဒီမရှင်နဲ့ပတ်သက်ပြီး The Phoenix Army ကတာဝန်ရှိသူတဦးပြောတာကစစ်ခွဲနှစ်ကောင်ကပြည်သူကားတွေကိုနေ့စဉ်ရက်ဆက်အတင်းအဓမ္မပတ်စံကောက်နေတာတခါတလေအသေးကွဲလို့ဆိုပြီးကားတစ်စီးကိုတထောင်တောင်းတယ် အစင်မပြေဘူးပြောရင်လည်းမရဘူးအတင်းတောင်းတယ်လို့ပြည်သူတွေထံကကျွန်တော်တို့ကြားသိရအောင်ရှင်းလင်းခဲ့တာပါလို့ပြောပါတယ်ဒီတိုက်ခိုက်မှုက The Phoenix Army မူရခရိုင်အမှတ်၁၀ခုတက်ရင်တက်ခွဲ၃ MYF နဲ့မူရခရိုင်အမှတ်၁၅တက်ရင်တက်ခွဲ၅ WMW တို့ပူးတွဲလှုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်စစ်သားတွေတည်ဆုံမှုက MPA အနေနဲ့တိကျအတည်ပြုနိုင်တာမျိုးတော့မရှိသေးပါဘူးပြပသတင်းပတ်မှာတော့အငင်းပွားအစိမ်းရောင်ဒရဂန်ဒေတာကိစ္စ အဆီဂျင်မှာဖြည့်ရှင်းကြဖို့ထိုင်းကိုကမ္ဘောဒီးယားစင်ခေါ်လိုက်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့အကြားနေမြေအငင်းပွားနေတဲ့အစိမ်းရောင်ထရီဂန်နေမြေဒေသနဲ့ပတ်သက်ပြီးအပြည့်ပြည့်ဆိုင်ရာတရားရုံးအဆီဂျင်မှာဖြည့်ရှင်းကြဖို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ကစင်ခေါ်လိုက်ပါတယ်။နိုင်ငံနေဆက်မှာရှိတဲ့ဒီဒေသဟာကမ္ဘောဒီးယားပိုင်နယ်ဖြစ်တယ်လို့ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌယာတုကိုပြောင်းလဲရယူခဲ့သူဝန်ကြီးချုပ်ဟာပြောလိုက်ပြန်ပါတယ်။ ကိစ္စရက်တွေကရှင်းရှင်းလင်းလင်းမရှိသေးရင်ကမ်ဘောဒီးယားနဲ့ထိုင်းတို့ဟာနိုင်ငံတကာအသိအမှတ်ပြုထားတဲ့တရားဝင်မြေပုံတွေကိုအသုံးပြုပြီးဒီကိစ္စကိုဒဟိတ်မျိုးကနိုင်ငံတကာတရားရုံးမှာတွားရောက်ဖြစ်ရှင်းနိုင်ပါတယ်လို့ဟွန်ဆင်ကပြောပါတယ်။ဒါဟာပြဿနာမျိုးကိုလုံးဝညင်သက်ဖို့ဖြစ်တယ်လို့လက်ရှိဝန်ကြီးချုပ်ရဲ့ဖခင်လည်းဖြစ်တဲ့သူကပြောပါတယ်။ထိုင်းတို့ဝင်ကြေတဲ့ပြောခွင့်ရပုဂ္ဂိုလ်ဘိုးချုပ်ဝင်းထိုင်စူပါရီကတော့ဟွန်ဆင်ရဲ့ပြောဆိုမှုတွေကိုတနင်္ဂနွေနေ့ကပေးချလိုက်ပြီးနိုင်ငံတကာဥပဒေရဲ့အရာမကိုက်ညီပဲ့ အငင်းပွားနေမြေကိုနှစ်နိုင်ငံပူးတွဲနေချာကွန်မတီ JBC ကချုပ်ဆိုထားတဲ့လက်ရှိသဘောတူညီချက်တွေနဲ့ပဲအုပ်ချုပ်နေရလို့ပြောပါတယ်။ဒီကရက်ကြောင့် PKM လ28ရက်နေ့ကပရာဝီဟာယပြည်နယ်ချောင်ဆန်ခိုင်မွန်ဘဲဒေသမှာနှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးကမ္ဘောဒီးယားစစ်သားတို့တေဆုံးခဲ့ရပါတယ်။အဲ့ဒီနောက်နှစ်နိုင်ငံလုံးကနေဆက်ကိုအင်အားတိုးချထားလိုက်ကြတာဖြစ်ပါတယ်။ MP ရဲ့တနစ်တာထူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ပါ။ကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါခင်ဗျာ။ Thank you.